စကိုင်းမြုံနယ်အင်းတော်ရွာမှာတဲ့ PDF ရဲမင်းဦးကိုစစ်ခွေးများကဖမ်းဆီးပဒိန်ချင်းပြီးတော့တပ်ဖြတ်ကအလောင်းများကိုဒီတိုင်းဆွပစ်ခဲ့တယ်တဲ့ဒီတဲ့နေဖတ်ကြည့်အောင်ဘလောက်ထိစိတ်မကောင်းဖြစ်မိရလဲဆိုတာ စကိုင်းမြုံနယ်အရာဝတီမြစ်ကမ်းကအင်းတော်ရွာ PDX ခန်းကိုစီးနှင်းချိန်ဒေါ်လာရေးရဲမင်းတို့ဦးကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်တပ်ဖြတ်ကဝတ်လစ်စလစ်အလောင်းတွေကို မီးမရှုပ်ဘဲလုံမင်ကုန်းမှာထားပစ်ခဲ့တဲ့စစ်အုပ်စုဟာမန္တလေးနန်းတွင်အခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လဖခလက်အောက်ခံအဖွဲ့တွေဖြစ်တယ်လို့ဒေတာခန့်တရင်ချင်းမြစ်ကဆိုခဲ့ပါတယ်နော် MFP ကပြောခဲ့ပါတယ် ဇွန်25ရက်နေ့ကမန္တလေးတိုင်းငဇွန်မြုတ်နယ်ရဲ့မျက်နာချင်းဆိုင် စကိုင်းမြုတ်နယ်အယောက်တိမြစ်ပြီးကန်းတော်ကင်းတော်ရွာအနီးကမစွန်းပခဖစခန်းကိုစစ်အုပ်စုကတိတ်တဆိတ်စီးနှင်းပြီးတော်လိုင်းရေးရဲပေါ်16ဦးနဲ့ဒေတာခံပြည်သူ3ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းစီးနှင်းတပ်ဖြတ်မှုဖြစ်စဉ်မှာစစ်အုပ်စုက တော်လိုင်းရင်ရဲဘော်တချို့ရဲ့အလောင်းတွေကိုမီးရှို့ခဲ့ပေမဲ့အုပ်စုဖွဲ့အဓမ္မပြုကျင့်တပ်ဖြတ်ထားပြီးဝက်လစ်စလစ်ဖြစ်နေတဲ့တော်လိုင်းရင်ရဲမြင့်တို့ကို အလောင်းတွေကိုမင်းမရှုပ်ပဲရည်ရွယ်ချက်ရှိရှိနဲ့လူမြင်ကုန်းမှာခြံထားခဲ့တာ ဖြစ်တယ်လို့အလောင်းကောက်ယူနေတဲ့ကောက်ယူတကြုံနေတဲ့သူတွေကဆိုခဲ့ပါတယ်။ကင်းတော်ရွာမှာ PDF စခန်းအပါဝင်စကိုင်းမြုပ်နယ်ထဲရွာစဉ်ပတ်မွေလူတက်လူရက်မင်းရှုပ်တာတွေကျိုးလွန်တဲ့စစ်အုပ်စုဟာမန္တလေးနာတွင် အခြေစိုက်လဖခလက်အောက်ခံလင်းယုံနဲ့တင်းညက်အဖွဲ့တွေဖြစ်တယ်လို့စစ်လော်ဘီတွေက အောင်ပွဲခံခဲ့ပါတယ်။ လင်းယုံနဲ့တိတ်ညက်အမေခံစရုပ်စုဟာတဲ့မန္တလေးနန်းတွင်းကအဖွဲ့တွေတို့စစ်လော်ဘီတွေကဆိုပေမဲ့ဘယ်တက်ရင်ဘယ်တက်ဖွဲ့တွေဆိုတာကိုတော့ MFP အနေနဲ့တရားအတည်ပြုနိုင်တာမရှိသေးပါဘူးတဲ့ဘလောက်ဒီစိတ်မကောင်းဖြစ်မိပါတယ်မင်းကလေးတော့ဖမ်းနေဆိုဟုတ်ပြီဖမ်းစီထားလိုက်ပါလက်ခံပါအခုဟာကမင်းမသားတယောက်ကိုဖမ်းလက်ဖမ်းစီအဓမ္မလက်ပြုကျင့်တယ်ပြီးတော့တက်ဖြက်လက်ခံရပါသေးတယ် အဲ့တော့79ဥပါသွားတယ်ဒီထဲမှာအကုန်လုံးတပြက်ခံတဲ့သူတွေ79ဥအဲ့တော့ PDF မြန်မာပေါ်စဖို့အရေးကြီးပါတယ်ရန်သူမလာနိုင်ဘူးဆိုတာကိုဆိုတဲ့စိတ်ကိုတွေးမအေးပါနဲ့ကိန်းဆောင်နေတဲ့သူကအင်မတမအရေးပါပါတယ်လက်ရှိကျွန်တော်တို့ဖက်မှာလည်းအရင်တစ်ခါဖိတ်ခဲ့ဖူးပါတယ်သူတို့စီမှာမလာနိုင်ပါဘူးဆိုတဲ့စိတ်ညာသူတို့ကတွေးအေးအေးနဲ့နေတာနောက်ဆုံးကြတာရောက်ချလာအောင်ရောက်ချလာတော့မတာပေါ်လို့ကပေါ်ကုန်ဟော ဲ့လိုမျိုးတွေတော်လိုင်းရေးဟိတ်ဆိုကြဲကနေကိုကိုကိုအတန်ရယ်ကတော့အမတောင်အရေးကြီးပါတယ်အဲ့တော့ခ ्यू ဆိုင်ဖို့လိုပါတယ်ရန်သူကဘယ်နေ့ဘယ်ချိန်လာမှန်းဆိုတာကိုရီးယားကြိုပြီးတော့မခတ်မနိုင်ပါမသိနိုင်ပါဘူးအဲ့တော့ခ ्यू ဆိုင်ကြပါဒီတရင်လေးကျွန်တော်ချက်ချားချင်းမှာကျွန်တော်အမတန်မှစိတ်ထဲမှာမကောင်းဖြစ်မိရပါတယ်ထပ်တူဝမ်းနေပါတယ်နော်